လုံးမဲမင်္ဂလာပါရှင်။အင်ကရစ်အတွဲနေရဲ့အပိုင်းရှစ်လေးနဲ့တူပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးမစတင်ခင် channel လေးကို subscribe လေးတစ်ချက်နှိပ်ပြီးတော့ VPN လေးခန့်မီကြည့်ရှုပေးကြဖို့မြင့်တာရခန့်ချင်ပါတယ်။တိပင်းပေါ်ကတိကိုင်းနှစ်ဖက်ပေါ်မှာတော့ပုံစံသူတရေနှစ်ကောင်ရန်နေတာကိုအင်ကရစ်တွေ့လိုက်ရပြီးအဲ့ဒီတရေနှစ်ကောင်ဆိုတာကတော့စာအုပ်ထဲမှာရေးထားခဲ့ရေးတရေနဲ့မိတရေညီနောင်နှစ်ကောင်ဖြစ်ပုံရပါတယ်။ အေကွရဲ့လည်းတရဲညင်းအောင်နဲ့တပွဲတလန်းနှွဲရတော့မှသိတာကြောင့်တရဲတွေရက်နေတဲ့အပင်ရှိရာကိုကြောက်တုံတွေပေါ်ကြော်ခွပြီးအပြေးလာခဲ့ပါတယ်။တရဲတွေကလည်းရန်သူကသူတို့နာရောက်လာမှတော့အပင်ပေါ်ကနေခုန်ချလာကြပြီးအောက်ကိုရောက်တာနဲ့အမဲရောက်အငွေ့လုံးတွေကြတဲ့ပျောက်သွားခဲ့ပါတယ်။တိတ်မကြခင် ပြန်ပေါ်လာကြပြီးရန်လိုတဲ့မျက်လုံးချီတွေနဲ့အေကွရဲ့ဘက်ကိုစိုက်ကြည့်နေခဲ့ကြတယ်။အေကွရဲ့လည်းချိန်ဆမနေတော့ပဲသူ့ရဲ့အိတ်ထဲကနေအမုတ်တချို့ကိုလက်တဆုပ်ယူပြီး ဂါရာယုတ်ခါတရေနှကောင်စီကိုပြစ်ထဲလိုက်ပါတယ်။အမောက်တွေကလည်းပြာပရုံးလေးပုံစံကို ပြောင်းလဲသွားပြီးတရေတွေကိုဝိုင်းတောက်ကြပါတယ်။ဒါပေမဲ့အေဂရစ်မတိလိုက်တာတခုကတော့အဲ့ဒီတရေညိနောင်တွေရဲ့ခန္ဓာကိုယ်ဟာတာမန်တရေတွေလိုမျိုးမဟုတ်ပဲတာမန်နီလိုမျိုးမာကျောနေတာဖြစ်ပါတယ်။ဒါကြောင့်လေပြာတုတ်ခံရတာတော့တတုတ်မြမလုပ်ပဲနဲ့သူတို့ခန္ဓာကိုယ်တွေကမီးရောင်တွေကြောင့်ပြားတွေပါ အဝေးကိုလင်းထွက်ပြီးတော့ကြောက်ခွက်သွားကြပါတယ်။တဏီမရတဲ့အခါမှာတော့အေကွတ်လည်းနောက်ထပ်တဏီကိုထပ်တွေ့ပြီးအဲ့ထက်ကနေတမဏိတမြောင်တလက်ကိုထုတ်ကတရေရစီကိုပြေးဝင်သွားခဲ့ပါတယ်။ဒီတဏီလည်းဘာမှမထူပါဘူး။တရေရရဲ့ခန္ဓာကိုဟာတမဏိဓာတ်အောင်ရှုံပြရတဲ့အထိမာကျော်လွန်တာကြောင့်လာပြေးထိုးတဲ့အေကွတ်ပဲမိတရေလွတ်ပြစ်တာကိုခံလိုက်ရပါတယ်။ ကြောက်ဆောင်နဲ့ထင်းမိကလဲကျသွားတဲ့ဂရီကိုတရဲကြီးနောင်တွေကတော့တယောက်တစ်ချက်စီဝိုင်းပြီးတော့တမတာကြောင့်အေဂရစ်မှာတော့ပြန်ထပြီးတုတ်ပြန့်ချေတော့မရလိုက်ပါဘူး တိတ်မကြခင်ပါပဲနောက်ဆုံးနီလန်းကိုသွေးမိသွားတဲ့ကိရလေလဲကြရင်ရဲ့အတိုင်းဂါရာရွတ်ဖလာလိုက်ပြီတရေညင်းအောင်နားမကတ်နိုင်အောင်လို့လှုပ်လိုက်တော့ပြေးဝဲလာတဲ့တရေနှံကောင်လေအေဂရစ်ခနာကိုဘွားကနေထွက်လာတဲ့မိရောင်တွေကြောင့်အဝေးကိုလွန်ထွက်သွားခဲ့ပါတယ်အရင်ဆုံးလဲကြနေတဲ့တရေတွေသူ့ကိုမတိုက်ခိုင်းနိုင်အောင်လို့အေဂရစ်လည်းပတ်ဝန်းကျင်တစ်ခုလုံးကိုမြူခိုးမိခိုးတွေနဲ့ဖုံးလွှမ်းထားလိုက်ပါတယ် ီးတော့မှဒီတရေတွေကိုဘလို့နှိမ်နေရမလဲဆိုတာကိုစဉ်းစားရင်းနဲ့တစ်ချိန်လုံးကစိန်ခဲနဲ့အတူတူယူလာခဲ့မှုတဲ့ယတနာခဲလေးကိုတတိယသွားကပြစ်စီထဲထားတဲ့အိတ်လေးကိုရှာပွေကြည့်လိုက်ပါတယ်အိတ်ကသူ့အရှိမကျနေတာဖြစ်ပြီးအေဂရစ်လည်းအိတ်ထဲကနေယတနာခဲလေးကိုထုတ်ယူပြီးဗဇက်ကနေကာရာရဲ့ရုပ်စုကလက်ထဲမှာတင်းနေအောင်လို့စုပ်ကင်ထားလိုက်ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးမိခိုးမျိုးတွေနဲ့ဖုံးသွားတာကြောင့်တရေကြီးနောင်လည်းအေဂရစ်ကိုလုံးဝမတွေ့ရတော့ပါဘူး

ံလိုက်ရတဲ့တရေမှာတော့လဲကြကအထားလိုက်ဖြစ်နေခဲ့ပါတယ်။နောက်ထပ်တရေကလည်းသူ့ရဲ့ညီကိုထိုးခတ်လိုက်ရတာကြောင့်တတိကြီးထားပြီးပတ်ဝန်းကျင်ကိုပတ်ကြည့်နေခဲ့ပါတယ်။နောက်ထပ်ခြေလမ်းတွေထပ်ချလိုက်ရတော့အနောက်ကိုလဲကြည့်ပြီးလမ်းထိုးလိုက်တဲ့ချိန်အေဂရစ်ပြောက်သွားပြီးသူ့ရဲ့နောက်ကျော်ကနေလက်တီနဲ့ကျွေးရခံလိုက်ရပါတယ်။ တရဲနှက်ကောင်လုံးနေရာမှာလဲကျသွားတဲ့အခါမှာတော့ဧကရီလည်းတရဲညိနောင်ရဲ့ခေါင်းကို သူ့ရဲ့လက်တွေနဲ့ဖိထားလိုက်တာဂါရာတဘောက်ကိုရွတ်ဖလိုက်ပါတယ်တိတ်မကြခင်မှာပဲတရဲနှက်ကောင်လုံးဟာအယောက်ကလေးတွေဖြစ်ကိုပြောင်းလဲသွားပြီးဧကရီလည်းအဲ့ဒီယောက်တွေကိုပရိတ်ကြိုးတွေနဲ့ချီကလက်ထဲမှာစုပ်ကင်ထားလိုက်ပါတယ်ဒီတရဲနှက်ကောင်ကိုဆရာကြီးစီပြဖို့နေရာကနေထွက်သွားဖို့လို့သူ့ရဲ့ရှေ့မှာ တရေရည်အများကြီးထွက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်ခဏလေးနေပါဦးမောင်ကြီးတရေရည်တွေကအသက်ကြီးကြီးနဲ့တရေဦးကြီးကဒီလိုမျိုးလန့်ပြောတော့တခြားတရေရည်ဟာလည်းဟိုဒီဒီထွက်ပေါ်လာကဧကရရှိမှာဒူးထောက်ကထိုင်ကြတော့ကြပါတယ်ငါတို့ကဲပြီလို့မင်းကိုကျေးဇူးတင်ပါတယ်ငါတို့ဒီကောင်ရ ခြောက်ဖို့ခေါ်ထားတာငါတို့မှာနေစင်နေမြဖြတ်သွားဖြက်လာလူတွေကိုခြောက်လန့်နေရတယ်အခုတော့ငါတို့တွေကျွတ်လို့ရတော့မယ်ဒီနှကောင်ဒီလောကထဲမှာရှိမနေတော့နှိမ်နေမိပါမင်းရဲ့ဂျေစုလည်းငါတို့တသက်လုံးမမေ့ပါဘူးခမားဆို့လိုတာကဘာအဓိပ္ပာယ်လဲဒီကောင်တွေကအသက်ပြင်တယ်ဒီလောက်နဲ့တော့ယုံမသိဘူးဒီနားဆရာကြီးကပဲသူတို့ကိုဘလို့လောက်ရမလဲဆိုတာသိတယ်အဲ့ဒီတော့မှဧကရစ်လည်းနားလဲသွားပြီကြောက်တဘောပေါက်ပြီ ဲ့ဒါကြုတ်ရက်ဆရာပဲခမည်းတော်အားလုံးစိတ်ချဧကရစ်ပြောလိုက်တဲ့ခါမှာတော့တရေအိုကြီးကပါဝင်တခြားတရေတွေအားလုံးလည်းခေါင်းညက်ရည်နဲ့ပြုံးပြနေခဲ့ကြပါရဲ့ဧကရစ်လည်းတရေညင်အောင်နှကောင်ကိုဆရာကြီးစီအမြန်ပို့ရမယ်ဆိုတဲ့အတွေ့နဲ့လက်ထွက်သွားဖို့လုပ်တဲ့ချိန်မှာတော့တရေအိုကြီးကပါဝင်တခြားတရေတွေအားလုံးလည်းနေရာကနေပြောက်ွယ်သွားခဲ့ပါတော့တယ်မနက်မိုးလင်းတာနဲ့ဧကရစ်တယောက်ရေတံခွန်ကနေတစ်ဆင့်ဆရာကြီးရဲ့အိမ်ကိုရောက်လာပြီးအိမ်အောက်မှာချက်ပြုတ်နေတဲ့နမ်းမြရင်တွေ့လိုက်ရပါတယ် ဘာတွေလောက်နေရလဲစစောစီစီအမလီလှမ်းလိုက်တာဆိုတာရုတ်တရက်ကြီးပေါ်လာတဲ့အေဂရီကိုနမ်းမြိုင်ကလန့်သွားပြီးလက်ဖက်ရည်နဲ့ဟင်းကျုပ်ချက်ပြုတ်နေတာကိုမင်းငေါ်ပြလိုက်တဲ့အခါမှာတော့အေဂရီလည်းသဘောပေါက်လိုက်ပါအမလီတငယ်ချင်းကြီးမင်းငါစီကိုပြန်လာပြီပေါ့နော်ငါမှမင်းကိုတတိတွေရနေဒီတစ်ခါမင်းသွားမယ်ဆိုငါ့ကိုလည်းခေါ်သွားငါတို့တွေလည်းမနေချင်ဘူးအရန်ဆိုင်ညစ်တာပဲဖြစ်ရတယ်နေ့ကငါတော့ဘာလုပ်နေလို့လဲ กรีเมนตี้ยะล่ะตรัวเบ็ดตองง่าเลยไม่ขอพี่รองาซ้าขึ้นไหนแล้วไม่แช่จุยอูง่ำมาช่อๆเลยเนี่ยแหละไม่จุยหรอกกว่าอะยะสิญญะแดก้าวน่ะบ่ไล่ตัวเลยนินชินี่ง่าน้าญีเดမျိုးไม่สิ่งกะเลยอ๋อน้ำหญ่เสียจี้หรออปอมาชื่อเนี่ยหมอล่ะชื่อเลยคุณน่ะเราเราตุ้ยไล่ล่ะมั้ยจม่าละแพ้ไอ้โจเป็นตบหมดเว้ยละแพ้อย่าไม่จัดเตียวแห่น้ำหญ่ไอ้ละแพ้อย่างัดตัวป่าล่ะ လက်ဖက်တောက်ရအောင်နင်ကလူမိုးလို့လားငှက်တွေလက်ဖက်တောက်တာငါပြတခါမှမတွေ့ဘူးနမ်းမြိုင်နဲ့ရွှေခဲတို့အချင်းပွားနေကြတဲ့ချိန်အေကရက်နေရာကနေထွက်လာပြီးအိမ်မော်ကိုတက်လာခေလိုက်ပါတယ်အိမ်မော်ရောက်တဲ့အခါမှာတော့ဆရာကြီးကိုမတွေ့ရပဲအိမ်နောက်ဖေကိုတောင်းဝင်သွားတော့မှပဲဆရာကြီးကသူ့ကိုရက်စောက်နေပုံရပါတယ်ဘလို့လဲမင်းဖမ်းမိခဲ့ရလားမိတာမိခဲ့တယ်ဒါပေမဲ့ကြုတ်ဘာဆက်လို့ရမှန်းမသိဖြစ်နေရ အဲ့ဒါကြောင့်ဆရာကြီးစီကိုလာတာဒီနေ့ညငါတို့အစီအရင်တစ်ခုလောက်ကြတာပေါ့အတွဲနေ့ရဲ့အပိုင်းရှိလေးကတော့ဒီမှနေပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုပြီးတော့ကြာနှစ်တက်ကြဖို့မျှော်လင့်ပါတယ်အဆုံးထိရှုပကြလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်အပိုင်းစရိတ်မှာဘာတွေဖြစ်လာအောင်မလဲဆိုတာကိုတော့စောင့်မျှော်ရပါကြပါအောင်ရှင်